စန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေဘယ်ကြည့်တာကစိတ်စန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ကြည့်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့စန္ဒဖြစ်တယ် အကယ်၍သာဖျားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဖျားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဧကေနတေနေနပုရိတေနသမတတိနငါတို့စွန့်ဤတတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်က တဦးတည်းနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီတပ်ဝိညုတံပါပုနေတောတန်တာရိတံတတေကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့တပ်ဝိတဉဏ်ကြီးကိုရအောင်ယူပြီးတော့ဖျားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စန္ဒအဲ့ဒီစန္ဒကြောင့်မို့လို့ ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုဘုဆင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်လေဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါထိုဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ် တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင် ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာအဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာအဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထုတ်လုပ်လာတဲ့ရုပ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာကညော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင်အောင်မြအောင်လုပ်တာလို့လို့ ဒါဆန္ဒကနေဥဆောင်တော့အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုတယ်ဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဘက်ဆောင်ကနေဟောထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လိုလဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယအဓိပတိဝိရိယဣတိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်တိတ်ဆင်းရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလေသာနိယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တဏှာဥကလွတ်ဖို့မရမနေလုပ်မယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် သူ့ကိုယ်သူကိုလူမြင်မခံဘူးတော့တဲ့မှနေအဝတ်မို့ဘူးအဲ့ဒီချိန်ဝလစ်စလစ်နေတယ်လူသင်ခြေတန်းချလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တဲ့မှဒုက္ခရစရိယာလို့ခေါ်တယ်ပင်မခဲခဲနဲ့အချက်နေချင်းဘာစားလဲလို့ဆိုတော့တော့ဝါ တောဆက်မှာနွားချံနေပါလေလာလှုပ်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကို နွားချီကိုလာပြီးတော့စားအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုတ်လို့ရတာဒါကြောင့်မို့ဝိရိယဒီပတိဝိရိယကကျိုးပန်းအထုတ်ပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝိမန္တာဒီပတိအသိဉာဏ်နဲ့ဆင်းဆင်းစားကြည့်ပြီး ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဖះလောင်းတော်ကြီးကညာနဲ့ဆင်ကျင်တုံးတက်လိုက်တယ်ပင်ပင်မှန်မှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုတ်ချီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့စေလောကမှာသူလောင်းအပင်ပန်းခန္ဓာကျင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘသူအောင်မှငါမရောက်ဘူးဝီရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင် တိယာအညောမက်ခောဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးပေါ့လမ်းဆုံးအောင်လိုက်တယ်သူကျိုးပန်းအထုတ်မှုနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်အဆုံးတရာလိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းကဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာတုန်းဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်တာဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။အဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောတာနော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ချင်းအပြော့ရဲ့ပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏမှာရှိတဲ့သန္တာတို့ဝီရိယတို့ဝိမာန်တို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့ အထွတ်ထိပ်ရောက်အောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းမှစွမ်းအားထက်ပါလေတဲ့ဘလောက်ထိစွမ်းအားထက်တော့ဆိုရင်မြတ်စွာဘုရားကပြိဋိဘံသံဃာတိမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာမှတ်သားစေရရှင်အနန္ဒာကိုဘာမိန့်ရှိတော့ဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံဒဝီရိယဝိမန္တတို့ကို စနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကြုံအောင်နေနိုင်တယ်။ဟော။တည်ခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်။အတိုင်းတာတစ်ခုရလုံးဝမတည်အောင်ပြောတာတော့မဟုတ်ဘူး။လုံးဝမတည်အောင်ဆိုတာတော့မဖြစ်နိုင်ဘူး။တည်ခြင်းတရားကိုအတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ်။ မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်တုံးမှလာတဲ့ပရိနိဗ္ဗာန်မဆန်ခင်ဆယ်လပရိနိဗ္ဗာန်ဆန်မှုဆယ်လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလာမှာပရိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီးကျော်တရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်ဆိုရင်မာရဏန္တိကမာရဏန္တိကဆိုတာတေခြင်းနာကတ်သွားတို့မို့တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကီဝါတွေပေါ့ကုလို့မရဘူးဆိုရောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကီဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်နှစ်အတွင်းအဲ့ဒီယောဂမပေါအောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝီရိယဝိမန္တစိတ်တဆိုတဲ့အဋ္ဌိပ၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်နှစ်တည်းဒီအဲ့ဒီယောဂပြတ်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်ဒေဂဏီလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆေလတိတိယောဂမပေါ်အောင်ထိန်းထားတာတာမန်ဖလတ်တမဘတ်မျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယတင်္ခါရဖလတ်တမဘတ်ဆိုသနဝိရိယဝိမန္တစိတ်ဓာဆိုတာဓာရီစွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမာပတ်ကိုဆိုလို့အဲ့ဒီဖလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂတွေလောကပေါ်မလာတော့ကျမ်းမာသွားလို့ဘယ်ကတိကျမ်းမာလဲဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတတဝါတွေအတွက်ဘုသူ့အတွက်လဲလို့ဆိုလို့ရှိရင်နောက်ဆယ်လပြည့်ကစုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သူပတ္တဆိုတဲ့ပြပိုက်ကြီးရှိအဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိနိဗ္ဗာန်စံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားတယ် ဖရာတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရဲ့နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကသမထချင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့ သမထချင်းစဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေသမထချင်းစဉ်တော့သူတို့ထွတ်ထိပ်ရအောင်ပေါ့ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုထွတ်ထိပ်ရအောင်သို့သောဘုရားကသစ္စာလေးပါဝိပဿနာချင်းစဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြီးလိုက်တော့တဦးကတပတ်စောပြီးတော့ ွယ်လွန်သွားတယ်။နောက်တဲ့ဥကတညတာစောပြီးတော့ကွယ်လွန်သွား။တွားရောသူတို့နောက်ရိမတ်တရားဖရားလည်းသူတို့တွေ့မှာမဟုတ်တော့။ဘာဖြစ်လို့အရုပဘုံရောက်နေကြ။အရုပဘုံဆိုတာနန်းကြီးပဲရှိတယ်။ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်။မကြားရရင်တွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိ အဲ့ဒီကပြန်တည်အောင်မယ်တေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒ္ဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးဘူးဆယ်လစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးနော် လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့ဥပဒ္ဒပရပတ်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှသူဖျားစီရောက်လာတာ ရောက်လာတာတော့မှသူကယင်ထဲကတန်တရာစကားကိုမေးကျင်လို့ရောက်လာ။ဘာမေးတုံးဆိုတော့ခိုင်းเสียရဘာသာရေးခေါင်းဆောင်ကြီးသူဘုရားသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူကမြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့သူ့မှာအချိန်ရှိဘူးပေါ့အဲ့ဒါတွေမမေးနဲ့ ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီ စိတ်ဆွမ်းအားတွေကိုပြောတာเนาะအဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်တက္ကရာကအနာဂါယနာဆောင်ဖြစ်နိုင်ဘူးလို့မဂ္ဂင်ရှင်ပါအရှင်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတယ်။တန်လျာဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူ လက်ခံပြီးဘုရားဘာသာအဖြစ်ကူပြောင်းလို့ထုံညမှာပဲယဟန်ဝတ်တရားကျင့်ဘုရားပြိဋိနိဗ္ဗာန်မဆန်ခင်လေးမှာယဟန်နာဖြစ်သွားတယ်နော်နောက်ဆုံးတပည့်လို့ခေါ်တယ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင် ဟောဒီသံတဝီရိယဝိမန္တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ် ဘာဖြစ်လို့ဒီစိတ်ဆွမ်းအားတွေကစိတ်တတိတွေမဖြစ်တယ်လဲလို့ဆိုလို့ရှိမလုံလို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလဲ လောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုချင်တယ်နော်ချမ်းချမ်းသာချင်တယ်ကြီးပွားချင်တယ်ဆန္ဒကအဲ့ဒီပဲမှာရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အတိညာမရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ် နောက်တစ်ခုဝီရိယဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားလောင်းလို့၆နှစ်ပါလို့ဒုက္ခရစရိယကျင့်တာလမ်းဆုံးတီအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့ သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွှေးတွေကျွတ်ကြသွားအဲ့လောက်ထီအောင်တမ်းမကြီးဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့အချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘယ်လောက်ထီအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေတယ်မှာမျက်လုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ခန္ဓာရ ဗဘုပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယခြင်းနဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနဲ့တဲ့ဝီရိယမဟုတ်ဘူးတရားမို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်တမ်းရမယ်လို့ကြိုးပမ်းအထောက်အပံ့ရှိရမယ်လို့ဒီလိုဟောတာ သူကိုယ်တိုင်လည်းကြိုးပမ်းအထောက်ခဲ့တာအဲ့ဒီကြိုးပမ်းအထောက်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတို့တရားများမရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲစိတ်ထက်ကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထက်နောက်ဆုံးပဲဆိုတော့တခုမှမရှိဘူး အခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြန့်ခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဟာအားလုံးကြားဥကြနိုင်ပဲမဟာသနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာ တာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေး तू နဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန် तू တယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတဲ့များတော့လုံးဝဝိရိယထုတ်မယ်နတ်သမီးကလာမေးတယ်တလောက်ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာလဲ သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တင်တာကငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတန်အောင်မယ်ရောက်တာမရောက်တာငါတန်အောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးစားအထုတ်မှုတို့ကအဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော် လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့တည်သွားကြတာတွေများတယ်။ဘဝပို့ပြီးတော့ဆုံးရှုံးနေတာတော့စိတ်ဓာတ်မကြန့်ခိုင်လို့ပဲ။စိတ်ဓာတ်ကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်ဘူး။အေးဒါကြောင့်မို့လို့သံတားကလည်းရှိရမယ်၊ဝီရိယကလည်းရှိရမယ်၊စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်။ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်။အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆင်းရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင် ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခွန်ကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့လူကမြင်ဘူးဒီပိဋိသတ်ထဲမှာ God မြင်မှုတဲ့လူပြောင်းမှရှိမယ်မထင်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက် ရှိတာမရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိတေချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝီရိယ effort makes it the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်ဆွမ်းအားနဲ့အမတန်ထက်မြက်တယ် determine mind makes it the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအားကအတိညာကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှန်တယ် God makes the impossible possible ဆိုတာ God ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအကမကမရှိဘူးဟောတာကအမကရှိတယ်ဘာလို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible ဆိုတာ God ရှိလားဆိုတာကပိုအရေးကြီးနေတယ် ဟုတ်ကဲ့လားရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်သွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝီရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာအပိုးမတည်ကြဘူး